ျွန်တော်မဟာဗမာဂျင်းကျော်လင်ဖြစ်ပါတယ်ကျွန်တော်မြန်မာတွေရဲ့လောကနီတိဟာတဲ့လူတွေကိုအကြောက်တရားတွေလက်စားခြေခြင်းတွေနဲ့ရန်လိုမှုတွေတွတ်သွင်းနေတာပါဆိုပြီးတော့အနီထောက်ခံတဲ့သူတဦးဖြစ်တဲ့ဝေမှုသွင်းဆိုတဲ့စာရေးဆရာကသူ့ရဲ့စာအုပ်ထဲမှာတေချာပြောပေးထားပါတယ်ဗျာ နော်အဲ့တော့ကျွန်တော်တို့ကလေတမရော်ကိုမကြိုက်တိုင်းတမရော်ကိုအစင်မပြေတိုင်းဖွဲ့စည်းပုံကိုမကြိုက်တိုင်းဒီလိုဘာသာရေးတွေကိုဆွဲဆွဲပြီးတော့ကျွန်တော်တို့ရဲ့ထုံနှန်းစင်လာတွေကိုဆွဲဆွဲပြီးတော့ဖြတ်လို့ဖြည့်စည်းလောက်တာတိုက်ခိုက်တာတွေကတော့မကောင်းပါဘူးဗျအဲ့ဒီလိုခမားတို့ရေးခဲ့လို့အဲ့ဒီလိုခမားတို့မကောင်းခဲ့လို့ကျွန်တော်တို့က လိုက်ပြောနေရတာဗျအဲ့တော့ဒီစာအုပ်ထဲမှာ तू ကဒီစာအုပ်က तू ကမျိုးစောက်ဥပဒေနဲ့ပတ်သက်တဲ့စာအုပ်ဗျနော်မျိုးစားဥပဒေနဲ့ပတ်သက်ပြီးတော့ကျတို့မြန်မာနိုင်ငံမှာတကင်းနေရမျိုးစားဥပဒေရှိခဲ့တယ်မလားအဲ့ဒီမျိုးစားဥပဒေကိုအနီးတွေကညင်းတယ်ပေါ့အန်နယ်တွေကလည်းညင်းတယ်ပေါ့ဟိုတော့ရေးခဲ့တဲ့စာကိုဟိုတော့ဟိုတော့ကျတို့ရှိမှာဝယ်ထားတာတွေဒါအခုပြောဖို့အချိန်တန်လို့ပြောတာ ဲ့တော့တမ်မတော်ပဲကျွန်တော်မြန်မာနိုင်ငံမှာတမ်မတော်အစိုးရခေတ်ဆက်ဆက်ချမှတ်ခဲ့တဲ့မျိုးစောင်းဥပဒေကိုသူတို့လက်မခံနိုင်ပါဘူးဆိုပြီးတော့ပြောတဲ့အထဲမှာဥနေဝင်းပေါ့ဥနေဝင်းတော်လည်းရေးကောင်စီအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဥနေဝင်းကိုသူတို့မလုံမုံထားတဲ့ဇကားတွေပြောရင်းနဲ့ဘယ်ကိုရောက်လာလဲဆိုတော့ကျွန်တော်ဖတ်ပြမယ်တေချာလေးနားထောင်ပါဆရာအာနာရှင်တွေလက်အောက်မှာ ရာစုနှစ်တဝက်ခန့်အမှောင်ကျနေတဲ့ကျွန်တော်တို့နိုင်ငံရဲ့နယ်ပယ်အသီးသီးမှာအာဏာရှင်ယဉ်ကျေးမှုတွေအမြင့်တွင်နေတာတကယ်တော့ဘာမှတိတ်မထူးဆန်းပါဘူးအာဏာရှင်ယဉ်ကျေးမှုဟာအကြောက်တရားနဲ့မတိနားမလည်မှုကိုအားပေးတယ်မဟုတ်လားမြင်သာလာတဲ့ဥပမာတစ်ခုက ကျွန်တော်တို့မြမလူအဖွဲ့အစည်းအတွင်းလောကနီတိဟာ လူမှုရေးကျမ်းတစ်ခုအနေနဲ့ထဲထဲဝါဝါတည်ရှိနေခဲ့တာပါပဲသေချာလေ့လာကြည့်ရင် လောကနီတိထဲကအယူဆတွေဟာ အာနာရှင်စနစ်ကိုထောက်ခံမှုပြုပြီးလူတွေကိုအကြောက်တရားလက်စားချေခြင်းနဲ့ရန်လိုမှုတွေတွတ်သွင်းနေတာ တွေ့ရပါလိမ့်မယ်။နောက်ပြီးလောကနီတိရဲ့တင် जा ချက်တွေဟာခင်းနဲ့လျော်ညီမှုမရှိတော့တာလဲတတ်သိအထင်ရှားတွေ့နိုင်ပါတယ်။ပထမအဦးဆုံးလောကနီတိကို စတုရင်ကဗလာအမတ်ကြီးကတက္ကဋ ကနေပါဠိလိုပြုစုရေးသားပြီးပင်ယခေအစောဆုံးကျမ်းဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။မူရင်းယေຊုကိုတော့မသိရပါ။မြမသက်ကလေး1196ခုနှစ်ဗာကြီးတော်မင်းလက်ထက်မှာဆရာတော်ဥပုပ်ကအဲ့ဒီအမတ်ကြီးပြုစုထားတဲ့စာအုပ်ကို ပါဠိကနေမြန်မာဘာသာ ပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ဒီလိုနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း300နီးပါးလောက်ကလေးကလောကနေတိတဲ့က အတွေးအော်တွေဟာကျွန်တော်တို့ကမြန်မာတွေရဲ့မတိစိတ်ကိုနှီးမျိုးစုံနဲ့အိုချခံခဲ့ရတယ်။ရလကတော့အာနာရှင်စနစ်ကိုအကြောက်တရားကိုအာနာရှင်စနစ်နဲ့အကြောက်တရားကို အမွေအဖြစ်ရလိုက်တာပါပဲတဲ့။အဲ့ဒီတော့သူပြောထားတာကရှင်းရှင်းလေးပါ။ကျွန်တော်တို့လောကနီတိဆိုတာကဟိုခေဆက်ဆက်မှာ အခြေအနေဘောင်းဆောင်ပေါ်မူတည်ပြီးတော့เนาะကျွန်တော်လူပတ်ဝန်းကျင်မှာเนาะသွားတာလေးတာသွားတာလာတာနေတာထိုင်တာစတာတောက်တဲ့နေရာမှာသူတို့တွေ့ခဲ့ကြုံခဲ့တဲ့အားလေးတွေပေါ်မူတည်ပြီးတော့ဝေမျှထားတဲ့ကံကံနာတွေဖြစ်ပါတယ်အကုံလုံးကိုလိုက်နာဖို့မဆိုလိုပါဘူးဒေါကနေတီမှာသူ့နေရာနဲ့သူတင်းတော်တင်းလိုက်နာသင့်တဲ့နေရာမှာလိုက်နာပဲတချို့အချက်လက်တွေကလိုက်နာစရာမလိုဘူးဘာကံနာကြီးမတူဘူးဗျာ เนาะခန္ဓာချင်းမတူဘူးခင်ဗျားတို့ကလောကနေတိကိုအပြည့်ပြောအောင်လောကနေတိကเนาะအာနာရှင်စံတယ်ပြောအောင်လောကနေတိကကျွန်တော်တို့မြန်မာတွေကိုเนาะအစွန်းရအောင်လှုပ်ထားတယ်ပြောရအောင်မြန်မာတွေကိုအကြမ်းဖက်တယ်ပြောလှုပ်ထားတယ်ပြောအောင်ခင်ဗျားတို့ကကျွန်တော်တို့လောကနေတိရဲ့ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းတွေကိုခင်ဗျားတို့သိကြလေ့လာတော့လားခေဆက်ဆက်လောကနေတိကအများကြီးရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာ အဲ့ဒါတွေကဆရာတော်ကြီးတွေပညာရှင်ကြီးတွေကသူတို့တွေ့ကြုံခဲ့တဲ့အခြေအနေပေါ်မူတည်ပြီးတော့သူတို့ခေတ်ကာလမှာတွေ့ထားတာတွေကိုနော်ကျွန်တော်တို့ထုံးတန်းစင်လာတစ်ခုနေနဲ့ဝေမျှပေးထားတာကျွန်တော်တို့ပြည်သူပြည်သားတွေကကိုယ်နဲ့တင့်တော်ရာကဏ္ဍတွေမှာအဲ့ဒါလေးတွေကိုလေ့လာပြီးတော့တင့်တော်ရာကဏ္ဍတွေမှာထုံးတစ်ခုနေနဲ့ဆွဲယူသုံးပြီးတော့အစဉ်ပြေစေခြင်းလို့ထားပေးထားတာဗျဒါကိုခမည်းတော်က ဒီလောကနီတိကျမ်းဟာဟမ်ဒီလောကနီတိကိုသင်ကြားခြင်းအဖြစ်မြန်မာတွေရဲ့မသိစိတ်ကိုနော်အာနာရှင်စံအာနာရှင်စံစီတဲ့မြန်မာတွေကိုအကြောက်တရားအမှုဖြစ်ပေးစီတယ်ဆိုတော့ခမည်းတော်တော်တော်ညံရောပြေးရလားတော်တော်ကြက်ရောပြေးရလားဟမ်လောကနီတိကအကြောက်တရားသင်ပေးတာမှမဟုတ်တာဟမ်အာနာရှင်စံတိုင်းတာလည်းတခုမှမပါဘူး ခမရတို့အမည်နေနဲ့ရှောက်ရေးလို့မရဘူးဒီဘက်ကကအမည်နေနဲ့သွားပြီးတော့မကောင်းပါဘူးမကြိုက်ပါဘူးသွားတော့လို့မရဘူး तू ကသူခေသူကလာမှာသူတို့ရေးခဲ့တာလေးတွေနော်အဲ့တော့ဒါကိုကျွန်တော်ကလိုက်မှာပဲအရှိပြောတော်မယ်ဗျာဒါကတော့ဗီဒီယိုဖိုင်လေးတွေပဲမှတ်တမ်းဖြစ်ယူသွားအဲ့တော့အဓိကအချုပ်ကအနီကိုးကွယ်တဲ့သူတွေကတက်မတော်ကို မုန်းတဲ့အမုန်းခံတစ်ခုတည်းနဲ့နော်မြန်မာနိုင်ငံမှာတက်မတော်ဘက်ကိုရက်နေတဲ့သူတစုက ဒီလောကနီတိတွေရိုက်သွင်းခံရပြီးတော့အာနာရှင်စံစိတ်ဓာတ်တွေဖြစ်စေတယ်လောကနီတိကြောင့်မြန်မာလူမှုကအကြောက်တရားတွေကိုဖြစ်စေတယ်လောကနီတိကြောင့်မြန်မာလူမှုဒီအာနာရှင်စံနဲ့စိတ်ဓာတ်တွေပေါ်စေတယ်ဆိုပြီးတော့သူက အမုန်းတရားဘက်က negative view ခဲ့တာရေးသွားခဲ့တာဖြစ်ပါတယ်စာရေးသူဝေမှုတွင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကျော်လင်ဖြစ်ပါတယ်